မင်္ဂလာပါရှင် IC အမျိုးသမီးနဲ့ကလေးတူငယ်ရေးရာဌာနကနှစ်နှစ်အတွင်းဂျန်တာအခြေပြုအစမ်းဖက်မှုတရားနေပါဖြစ်ရှင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနေပြေကြားကလာအောက်ချိုရေကောင်စီ IC အမျိုးသမီးနဲ့ကလေးတူငယ်ရေးရာဌာနကနှစ်နှစ်အတွင်းဂျန်တာအခြေပြုအစမ်းဖက်မှုတရားနေပါကိုဖြည့်ရှင်းနိုင်ခဲ့တယ်လို့နနစ်ပြအစင်ခန်းဆာမှာထုတ်ပြန်ထားပါတယ် IEC ကအမျိုးသမီးနေကလေးသူငယ်ရေးရာဌာနကို2023ခုနှစ်အော်တိုဘလာ16ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးနှစ်နှစ်အတွင်းဂျန်ဒါအခြေပြုအကြံဖတ်မှုစုစုပေါင်း132နမူအနေ80ခုရက်ခိုင်နှုန်းဖြည့်ရှင်းနိုင်ခဲ့ပြီး လက်ရှိဆောင်ရွက်နေဆဲအမှုစနစ်ရခိုင်နှုန်းနဲ့တိုင်းကြားမှုရုပ်သိမ်းတဲ့အမှုတိရခိုင်နှုန်းရှိတယ်လို့ဆိုထားပါတယ်။ နှစ်နှစ်အတွင်း IEC ရဲ့အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနကိုပြင်းနယ်ရုံတစ်ခုမြို့နယ်ရုံ၄ခုဖွင့်လှစ်ထားပြီးပြင်းနယ်အဆင့်ဝန်ထမ်း၁၀ဦးမြို့နယ်အဆင့်ဝန်ထမ်း၁၂ဦးစုစုပေါင်း၂၂ဦးရှိတယ်လို့ဖော်ပြထားပါတယ်။အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနကကျန်းသာအခြေပြုအစမ်းဖတ်မှုကိုဝန်ဆောင်မှုပေးခြင်းအတိပညာတင်ဒန်းတဲ့အစီအဝေးပြုလုပ်ခြင်းအစမ်းဖက်ခံရတဲ့ကလေးသူငယ်တွေကိုဝန်ဆောင်မှုပေးခြင်း အရေးပေါ်ကုင္ငေထောက်ပံ့မှုပေးခြင်းကိုဝန်ဆောင်တဲ့နှုတ်တိုင်းမိခင်တွေကိုကုင္ငေထောက်ပံ့ပေးခြင်းနဲ့မူကျိုးကျောင်းတွေကိုကုင္ငေပန့်ပိုးခြင်းတို့ပြုလုပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒါအပြင်အမျိုးသမီးနဲ့ကလေးသူငယ်ရေးရဌာနအနေနဲ့ကျန်းသာအခြေပြုအစမ်းဖတ်မှု132မူတွေ80ခုရခိုင်နှုန်းအကျံဖက်ခံရတဲ့ကလေးတူငယ်အမှုတွေအနေ90ရခိုင်နှုန်းကိုဖြည့်ရှင်ပေးခဲ့ပြီးလက်ရှိမှာ ကြံအမှုတွေကိုဖြည့်ရှင်းနေဆဲဖြစ်တယ်လို့ဆိုထားပါတယ်ရှင်။